ကျန်တဲ့ကျန်သူများမင်္ဂလာပါဆရာကတော့ဓတမတန်တင်ရုပ်တင်မြန်မာစာပါရရက်ကိုတင်ပြဆွေးနွေးသွားမယ်ဆရာဦးဝေရအောင်ဖြစ်ပါတယ်ဆရာဒီနေ့ဆွေးနွေးမယ့်အကြောင်းအရာကတော့လူမနောဆိုတဲ့စကားပြေအကြောင်းကိုဆွေးနွေးမှာဖြစ်ပါတယ်ဒီတင်ငန်းစာကိုလေ့လာခြင်းအဓိကရည်ရွယ်ချက်ကတော့လူအလိုနိုင်မလိုက်နိုင်ဆိုတဲ့စကားအတိုင်း လူတို့ရဲ့စိတ်တဘောကိုသိရှိစေဖို့နဲ့တော်ရာဆွေရဲ့အရေးအသားကိုသိရှိစေဖို့ရည်ရွယ်ခြင်းပဲဖြစ်ပါတယ်။ထမအောင်ဆုံးနေနဲ့ဒီလူမနောဆိုတဲ့စကားပြေကိုဘယ်သူရေးခဲ့တာလဲဘယ်ခင်မရေးခဲ့တာလဲဘာစကားပြေမျိုးစားလဲဆိုတာကိုလေ့လာကြည့်ကြရအောင်လူမနောဆိုတာကတော့ဝိထုတို့အမျိုးစားပဲဖြစ်ပါတယ်ခေကတော့လွတ်လပ်ရေးခေဖြစ်ပါတယ်ဒီလူမနောဆိုတဲ့စကားပြေကိုရေးခဲ့တဲ့သူကတော့တော်တာဆွေဖြစ်ပါတယ် ဘယ်စာအုပ်ကနေကောက်နှုတ်ထားတာလဲဆိုတော့ဤလောကမြေမဟီဝဲဆိုတဲ့စာအုပ်ကနေကောက်နှုတ်ထားတာပဲဖြစ်ပါတယ်ဆက်ပြီးတော့ဒီလူမနောဆိုတဲ့စကားပြေကိုရေးတဲ့သူဆရာဒေါ်လာဆွေရဲ့အထုပ်ပတ်တီအကျင့်ကို လေ့လာကြည့်ကြရအောင်ဒေါ်လာဆွေရဆိုရင်ပေါင်းတီမျိုးနဲ့ကျုပ်ပင်ရွာဇာတိဖြစ်ပါတယ်1919ခုနှစ်မေလ26ရက်နေ့မှာဖွားမြင်တဲ့အမည်ရင်းကတော့ဥကျင်မောင်ဖြစ်ပါတယ်။ဥကျင်ဆွေလို့လည်း ခေါ်တွင်ပါတယ်။မိဘများကတော့လယ်သမားကြီးဥဖိုးဆင်နဲ့ဒေါ်လှရင်တို့ပဲဖြစ်ပါတယ်။မွေးချင်း၈ရောက်မှတက်တတိယမြောက်ဖြစ်ပါတယ်1948ခုနှစ်မှာ1948ခုနှစ်ဩဂုတ်လထုတ်ဆူမဝမဂဇင်းမှာ brandy the berlin ဝိထုတို့နဲ့ စာပေလောကတွေကိုဝင်ရောက်လာခဲ့တဲ့သူဖြစ်ပါတယ်။ဟာတာဝိထုတို့များကိုဇက်တိုက်ရေးသားခဲ့ပြီးတော့1953ခုနှစ်မှာကြုံခဲ့ရသည့်ဝိထုတို့မှစပြီးတော့ဘဝတရုပ်ဖော်စာပေများကိုရေးသားခဲ့တာပဲဖြစ်ပါတယ်။ဝိထုတို့ဇက်ဆောင်များမှဆိုလို့ရှိရင်ဖြတ်စကျော်စံကေပေါ်ဦးအေးဆွေစာရာတွေကထင်ရှားပါတယ်။ရန်အောင်ရတနာဘွန်တော်ကျက်တခုအမြုတေရတနာမခင်နင်းစီပပဝရီဒါရီယာဆိုလို့ရှိရင်လည်းထင်ရှားတဲ့ဇာတ်တွေပဲဖြစ်ပါတယ်။ ဆိုဗီယက်ယူနီယံနဲ့အရှေ့ဂျာမနီတို့ချစ်ကြည်ရေးစာရေးဆရာခီးတဲ့အဖြစ်တွားပူပါတယ်။ဒေါ်လာစာပေတိုက်ကိုထူထောင်ပြီးတော့သူ့ရဲ့စာအုပ်တွေကိုထုတ်ဝေခဲ့တဲ့ဟာတာမဂ္ဂဇင်းတစ်စောင်ဖြစ်တဲ့အဟိမဂ္ဂဇင်းကိုလည်းထုတ်ဝေခဲ့ပါတယ်။1948ခုနှစ်မှာဗရေတာအဖွဲ့ဤတာဝန်ခံအဖြစ်၎င်း ဖဆပါလာအစိုးရလက်ထက်မှာဆိုလို့ရှိရင်စာရေးဆရာအသင်းအမှုဆောင်တရားဖြစ်၎င်းတာဝန်ယူခဲ့ပါတယ်။ဘဝထုထုဝိထုထုဘောင်းချုပ်စာအုပ်ဖြင့်1962ခုနှစ်မှာစာပေပိမှန်စာမှုစုကိုရရှိခဲ့ပါတယ်။ဒတဝါတို့ရဲ့တန်တရာစာအုပ်ဖြင့်1964ခုနှစ်မှာအမျိုးသားစာပေစုရရှိခဲ့တဲ့ဤလောကမြေမဟီဝဲစာအုပ်ဖြင့်1980ပြည့်နှစ်မှာအမျိုးသားစာပေစုလိုကိုရရှိခဲ့သူပဲဖြစ်ပါတယ်။တော်ဒါဆေရဲ့ဝိထုမြအနေက ဘုံတော်ကျက်တကူကိုဘာခန့်တို့ဟာဆိုရင်ရုပ်ရှင်ဖြစ်သူရောက်ရှိခဲ့တဲ့သူပထမဆုံးပါဝင်ခဲ့တဲ့ရုပ်ရှင်ကတော့1948ခုနှစ်မှာအတန်တိတ်ရာလီလုံးဖြစ်ပါတယ်အဲ့ဒီနောက်မှာဆိုရင်တော့ရှုမဝါကနေရိုက်ကူးတဲ့လာလူလူငေးတာရူရဲ့ဧည့်တဲ့အကယ်၍သာဖက်ဆာကလက်ကိုထင်းကရင်ရွှေနံဇာခန်းစီနောက်ွယ်မှာစားရဲဇာကားတွေမှာ ပါဝင်တည်ဆောင်ခဲ့ပါတယ်ဟာတာဝိထုဘဝတေယုဖို့ဝိထုဆောင်းပါဝိထုတို့ဝိထုရှိဘာသာပြန်တွေကိုလည်း စာရေးဆရာဖြစ်စားနေကွဲလွန်ကနီး၄လအထိစာရေးသက်90နီးပါးလဆင်မပြတ်ရေးသားပြီးတော့စာရေးခြင်းအလုပ်ကိုဒီဇိုင်းမဲ့မဲ့လုပ်ခဲ့ပါတယ်1995ခုနှစ်မတ်လ၄ရက်နေ့မှာတော့ကွဲလွန်သွားခဲ့ပါတယ်ဒါကတော့ဆရာတို့ကစာရေးဆရာတော်လာဆွေရဲ့အထုပ်ပတိအကျင့်ကိုလေ့လာကြတာပဲဖြစ်ပါတယ်ဆက်ပြီးတော့စာရေးဆရာတော်လာဆွေရေးတဲ့လူမနောဆိုတဲ့ဝိထုတို့လေးကိုလေ့လာကြည့်ကြရအောင် 1955ခုနှစ်မှ1960ပြည့်နှစ်အထိကျွန်တော်နေခဲ့တဲ့ရွာကလေးမှာဖြစ်ပါတယ်။အဲ့ဒီရွာလေးအားဆိုရင်ရန်ကုန်မြို့ကနေ9မိုင်ကွာပြည်လမ်းမကြီးရဲ့အရှိဘက်ကြောင်ကြကြယခုခေတ်ဗျံကြများနေတဲ့ကွက်တစ်မျိုးမဟုတ်ဘဲနဲ့ရှေးခေတ်ရွာဟောင်းဖြစ်တဲ့အတွက်ကြောင့်ပဂတိတော်ရွာအတိုင်းပဲတိန်နဲ့တိန်ယဉ်နီးခင်မင်ကြတယ်။တိန်ကတည်င်းစကားကိုတိန်ကချက်ချင်းနားပေါက်တတ်ပါတယ်။တရွာလုံးမှာအချင်းချင်းဆွေမျိုးရိပ်မကင်းကြသေးတာများပါတယ်။ တန်ရောအခါတုန်းကတော့နတ်တလင်းမြို့ကနေဧည့်သည်တွေကျွန်တော်အိမ်ကိုရောက်လာတယ်။သူတို့စီမှာအလွန်တရာပေါ်တဲ့ဒန်းတလွန်တီတရာစီတစီပါလာပါတယ်။အဲ့ဒီအချိန်မှာနတ်တလင်းမြို့ဟာဆိုလို့ရှိရင်အေးတရာစီဟာနှစ်ကျန်းမြှဖြစ်တော့လေကျွန်တော်တို့စီမှာတော့တထောင်၁၀ပြားတမက်၃တောင်းမြတာရသေးတယ်။သို့တော့အီမြှများပြတဲ့ဒန်းတလွန်တီတွေကို ကျွန်တော်အိမ်မှာမလုပ်ပါမြင်နေစိတ်ကူးရတာနဲ့တစ်ခါနှစ်ခါချင်းများ 15ရောင်းသာဖယ်ထားပြီးတော့ကျန်85ရောင်းကိုလက်ဆွဲကျင်းနဲ့ထည့်ပြီးတော့ဈေးသွားဖို့အတွက်ရွာရိုးကိုထွက်လာခဲ့ပါတယ်။အဲ့ဒီလိုထွက်လာတဲ့အခါမှာပထမဆုံးအိမ်ရှိမျက်စောင်းတို့အိမ်ကတန်းတန်းနေပြီးတော့ကိုဆွေလက်ဆွဲကျင်းတဲ့ကဘာတွေလဲဘယ်သွားမလို့လဲအဲ့တော့ကိုဆွေကပြန်ပြေးလိုက်တယ်ဒန်းနလွန်ဒီတွေပြအဲ့တွေတွေယူလာတာအိမ်မှာများနေတာနဲ့ဈေးသွားရောက်မလို့ ဒါဖြင့်လာစမ်းပါအောင်လို့တန်တန်ကခေါ်လိုက်တယ်။သူ့အိမ်ရှိကျမ်းပြမကိုလက်ဆွဲချင်းချလိုက်တော့သူကဘာပြောလဲဆိုတော့ဘလို့ရောင်းတယ်လေဈေးမှာပေါက်ဈေးပေါ့ဗျာတရောင်း၁၀ပြားတမက်ဖို့၃000ယူပေါ့၄000ထားပါလားရှင်ကိုရွာသားချင်းပဲဂျူဗျာအဲ့တော့သူကတန်တန်ကို၄000ပေးလိုက်ခဲ့တယ်။တန်တန်ရဲ့အိမ်ကနေထွက်လာတဲ့အခါမှာကျွန်တော်ကိုလှမ်းကြည့်နေတဲ့နောက်အိမ်ကဒေါ်ကြည်စုကနေပြီးတော့စာရေးဆရာကြီးလက်ဆွဲချင်းတွေကဘာတွေလဲဗျာလာစမ်းပါအောင် အဲ့တော့စာရေးဆရာဖြစ်တဲ့ကိုသောရဆွေရလည်းဧည့်သည်တွေယူလာတဲ့ဒန်းတလွန်ဒီတွေပြဈေးသွားရောက်မလို့အဲ့လိုနဲ့ဒေါ်ကြည်စုရဲ့အိမ်ရှိရောက်တော့ဘလို့ရောင်းလဲဗျတမတ်3000ဆိုတာဟောဟူတန်တန်က4000စစ်တာနဲ့4000ပဲပေးခဲ့တယ်ဟာကျွန်တော်တော့9000ပေးဗျယူဗျအဲ့လိုနဲ့ဒေါ်ကြည်စုကို9000ပေးခဲ့လိုက်တယ်ဒေါ်ကြည်စုအိမ်ကနေပြန်ထွက်လာခဲ့တယ်နောက်တဲ့အိမ်ကလှမ်းခေါ်ပြန်တယ်ဘာရုံကိုတော်တာကြီး ဒန်းတလွန်လူကြီးပြမအေးတာရဲ့ရောင်းဖို့လားအစမ်းမအောင်ဘလို့ရောင်းတယ်လဲဟောဟိုဒေါ်ကြီးစုကတမတ်9000စစ်လို့9000ပဲပေးခဲ့တယ်ဗျာဟာကျုပ်တော့6000ပေးတော့ယူဗျာအဲ့လိုနဲ့သူကမအေးတာကို6000ပေးခဲ့လိုက်တယ်တိန်နဲ့တိန်လှမ်းမြင်နေရတာဖြစ်တဲ့အတွက်ကြောင့်နောက်တိန်ရှိဒေါ်စိန်ဥကနေပြီးတော့လှမ်းခေါ်ပြန်တယ်ဆရာကြီးကဘေကများဒန်းတလွန်ဒီတွေရခဲ့တော့နတ်တလင်းကဧည့်သည်တွေယူလာတာဗျာ ဒါနဲ့များရှောက်ရောင်းနေရသေးတလားအလကားပြရောပေါ့ဟဲဟဲယူလေးဗျာဘယ်နှတောင်ယူမတော့အလကားပြောတာပါရှင်သူများလိုပဲဝယ်ရမပေါ့ဘလို့ရောင်းတော့မအေးတာကတမက်6တောင်စစ်လို့6တောင်ပဲပေးခဲ့တယ်ကျုပ်တော့9တောင်ပေးတော့ယူဗျာအဲ့လိုနဲ့သူကဒေါ်စိန်ဦးကို9တောင်ပေးခဲ့လိုက်တယ်ဒေါ်စိန်ဦးအိမ်ကနေထွက်လာတဲ့အခါမှာနောက်တဲ့အိမ်မက်လေးຫນွယ်ကနေလှမ်းခေါ်လိုက်တယ် အမလေးစာရေးဆရာကြီးကဒန်းတလွန်တီတွေရှောက်ရောင်းနေတယ်ခေါင်းမုံဖြက်အမျက်ကြီးစားဖြစ်နေရောပေါ့ရောင်းသူနဲ့ဝယ်သူနှစ်ဦးတဘောတူရောင်းကြဝယ်ကြတာပဲဗျာခေါင်းမုံဖြက်တဲ့အမျက်ကြီးစားတဲ့ထင်မဝယ်ချင်နေပေါ့အမလေးဝယ်ပါမယ်ရှင်ဘလို့ရောင်းလဲတမက်6တောင်းဆိုတာဟောဟိုလောဘကြီးတဲ့ဒေါ်စိန်ဦးကြီးက9တောင်းစစ်လို့9တောင်းပေးခဲ့တယ်ဗျာဟေးဟေးကျမတော့7တောင်းပေးတော့ယူဗျာ အဲ့လိုနဲ့စစ်တောင်းပေးခဲ့လိုက်တယ်ကျွန်တော်အဆိုလို့ရှိရင်တိန်တောင်တိုးနဲ့စစ်တိုင်းပေးခဲ့ရာနောက်ဆုံးခင်းငိမ့်ကြီးအိမ်မှာ73တောင်းနဲ့ကိစ္စပြရွေလက်ဆွဲချင်းခေါင်းဆုပ်ကအိမ်ကိုပြန်လာခဲ့ပါတော့တယ်ကျွန်တော်အဆိုလို့ရှိရင်ဆဲအိမ်ရောင်းခဲ့ရာဆဲမဲရခဲ့ရွေ၎င်း message လေးတွေကိုထပ်ပြီးဇပွဲပေါ်တို့တင်ထားလိုက်ပါတယ်အဲ့လိုနဲ့မကြမီချိန်မှာပဲပထမဦးဆုံးဈေးဥပောက်တန်းတန်းရောက်လာကစတင်ပြီးတော့ရန်တွေ့တော့တာပါပဲ ကိုဆွေကျမတော့တမတ်၄000ပေးပြီးဒေါ်ကြည်စုအိမ်ကြတော့9000ပေးသွားဆို။ဟောဒေါ်ကြည်စုကရောက်လာပြန်ပြီးတော့ဆရာကြီးကျွန်တော်တော့9000နဲ့ပေးပြီးမအေးတာအိမ်တော့6000ပေးသွားတယ်ဆို။ဟောတတိယမအေးတာဆိုပြန်နေဒီမှာရှင်ကျမတော့6000နဲ့ပေးသွားပြီးဒေါ်စိန်ဦးအိမ်တော့9000ပေးသွားတယ်ဆို။ဒေါ်စိန်ဦးကရောက်လာပြန်နေဒီမှာကျုပ်တော့9000ပေးပြီးမလေးနယ်တော့8000ပေးသွားဆိုစာရေးဆရာလုံနေပြီဒါတရားသလား။ဟောဗျာ ကျွန်တော်ကဆိုလို့ရှိရင်အဲ့ဒီလိုတယောက်ပြီးတယောက်လာရန်တွေးကြတာကိုနောက်ဆုံးအများကြီးရသွားတဲ့ခင်ချင်းကြီးမှတပါဒုတိယနောက်ဆုံးမက်ခင်ရွှေရောက်လာသည့်တိထိုင်နားထောင်ပြီးတဲ့နောက်မှာတော့ကဲဒေါ်တော်ရုမမတို့ကျွန်တော်တယောက်စီကိုရှင်းပြပြရစီပထမအဆုံးမက်တန်တန်ကျွန်တော်ကတမက်3000ဆိုတာကိုခမ ्या က4000ဆီလို့4000ပဲပေးခဲ့တယ်ခမ ्या ကျင်တယ်လို့ခမ ्या ယူထားလိုက်တယ်ဒုတိယဒေါ်ကြည်စုက ကျွန်တော်ကတန်တန်းအိမ်က6000ဆစ်လို့6000ပဲပေးခဲ့တယ်။ခမားလည်း6000ယူပါဆိုတာကိုခမားက9000ပေးပါဆိုလို့ကျွန်တော်က9000ပဲပေးခဲ့တယ်။တတိယမအေးတာဒေါ်ကျေစုမှ9000ပေးခဲ့တယ်ဆိုတာကိုခမားကကျုပ်တော့6000ပေးပါဆိုလို့ကျွန်တော်6000ပေးခဲ့တယ်။ကဲဗျာတယောက်စီပြောနေရှိပါတယ်ခမားတို့စစ်တိုင်းမဲ့တအိမ်တထောင်တို့ကျွန်တော်ပေးခဲ့တယ်။ အဲ့ဒါခင်ဗျားတို့ကကျွန်တော်ကိုခုမှဝိုင်းပြီးမကြည်နဲ့ကြဘူးဆိုတော့ကျွန်တော်ဘယ်နဲ့လုံရမလဲတင်ဟာကဖရားတကရန်တိုက်လောက်တာကိုတော့အောင်မဲအောင်မဲဘယ်နဲ့ဖရားတကရန်တိုက်တုံးဗျခင်ဗျားတို့စန္ဒအရခင်ဗျားတို့စစ်တိုင်းကျွန်တော်ပေးခဲ့တာပဲဗျကဲဒီမှာဒေါ်စိန်ဦးခင်ဗျားကိုကျွန်တော်အလကားယူလဲပေးမယ်လို့ပြောခဲ့တယ်မဟုတ်လားအဲ့လိုပြောလိုက်တော့သူတို့အားလုံးဟာဆိုရင်ခိတမြတွေ့ဝေနေကြပြီတဲ့နောက်မှာမအေးတာကဆရာဟာကဒီလိုလုပ်ဖို့မကောင်းဘူးတကယ်ဆိုတမက်6တောင်းဖြစ်6တောင်း ခုနှစ်တောင်ဖြင့်ခုနှစ်တောင်အငြိမြစီရောင်းဖို့ကောင်းတယ်အဲ့ဒီမှာတမတ်ဖိုး၁၀တောင်၁၇တောင်၁၂တောင်ရတူတွေကမခံနိုင်အောင်မဲအောင်မဲဒီလိုတော့လည်းဘယ်ပြန်လုံးနိုင်တော့မလဲကျမတို့အိမ်မှာချက်ဖို့၃၁တောင်ပြီးပြီးခဲ့ပြီကျမတို့အိမ်မှာချက်ဖို့၃၁တောင်ပြီးခဲ့ပြီကဲမဟဝါတို့ခင်ဗျားတို့ကြားကြတဲ့အတိုင်းပါပဲဗျာကျွန်တော်ဘာတတ်နိုင်တော့မလဲအဲ့လိုပြောလိုက်တော့အားလုံးတွေ့ဝေစဉ်းစားနေကြတယ်အ ਨੇ စုံရလိုက် တဲ့အတွက်ကြောင့်သူအနည်းနာဆုံးထင်နေတဲ့တန်တန်းကကိုဆွေရဲ့ကျမတော့၄တောင်းနဲ့ရလိုက်တာတက်ဆန်တောင်းပြန်ပေးဖို့ကောင်းတယ်။အာဟုတ်ပြီဒေါ်တန်တန်းကြီးရော့ရော့ခမရပဆန်ပြန်ယူပြ။အဲ့လိုပြောပြီးတော့သူပဆန်တမတ်ကိုပြန်ပေးလိုက်တယ်။အဲ့လိုပြောတော့ဒေါ်ကြည်စုကကျုပ်လည်း၅တောင်းမယ်ဟာပဆန်ပြန်ပေးပါဗျာ။ရော့ဗျာ။ဟောမဲအေးတာကလည်းကျမလည်းပြန်ပေးတော့ကဲကဲရော့ရော့အားလုံးပြန်ယူကြ။ခင်ချင်းကြည်ပါပြန်ပေးမယ်ဒါမှအေးမယ်။ အဲ့လိုပြောပြီးတော့သူတို့ပတ်စံနေအားလုံးကိုပြန်ပေးလိုက်တယ်အဲ့ဒါတောင်မှမအေးသေးပါဘူးအလကားရတာချင်းအတူတူသူတို့အများတယ်ငါတော့နဲတယ်နဲပွားစီပွားစီလုံနေကြတဲ့အတွက်ကြောင့်ကျွန်တော်ကနေပြီးတော့တကယ်တည်းဗျာလူအလိုနမ်းမလိုက်နိုင်ဆိုတဲ့စကားဟာကြားဘူးပါတယ်အခုတော့လူအလိုတော်လာစီမလိုက်နိုင်ဆိုတာဖြစ်နေပြီအဲ့လိုပြောလိုက်တော့ immediate နတ်ကိုးွယ်တဲ့ဒေါ်စင်ဦးကအောင်မဲသူကပဲနတ်ထဲကြီးကျယ်နေတယ်လို့လို့အောင်မဲကျုပ်ကဘာလို့နတ်ထဲမကြီးကျယ်ရမှာတော့ဗျာ ကဲဘယ်နဲ့ကများခမားတို့ကိုဒန်းတလွန်ဒီတတောင်းအလကားပေးဘူးတယ်လဲပြောစမ်းပါအောင်အဲ့လိုပြောလိုက်မှသူတို့ကဆိုလို့ရှိရင်ပြုံးစီစီနဲ့ပြန်သွားကြပါတယ်ဒါကတော့20ရာစုတုံးကဆရာတော်ဒါဆွေရေးခဲ့တဲ့လူမနောဆိုတဲ့ဝိတ္ထုတို့ကိုလေးလာခဲ့တာပဲဖြစ်ပါတယ်ဒီဝိတ္ထုတို့ကိုလေးလာလိုက်ခြင်းအပြင်ဆရာတို့ကဘာတွေကိုလေးလာသိရှိရလဲဆိုတော့လူအလိုနမ်းမလိုက်နိုင်ဘူးဆိုတာကိုတကယ်ကိုလက်တွေ့လေးလာသိရှိလိုက်ရတာပဲဖြစ်ပါတယ် ို့ဖော်ပြပေးထားတဲ့ခက်စိအဖွင့်တွေကိုတော့ចောင်းသားចောင်းသူတွေဟာဒီကြကြလေးလာကြက်မှတ်ထားမှာဖြစ်ပါတယ်။ဒါဒီစကလုံးတွေကိုတေချာလေးလာကြက်မှတ်ထားမှာဒါလင်ဒီစကလုံးတွေရဲ့အတိတ်ပဲတွေကဘာတွေလဲဆိုတာကိုဂါဟနနတိပြီးမှစာပိုက်ကိုလေးလာတဲ့အခါမှာဝိထုတို့ကိုဖတ်ကြည့်တဲ့အခါမှာဒီဝိထုတို့ရဲ့အတိတ်ပဲဆိုလိုရင်းကိုတေချာချာဂါဂနနနားလည်မှာဖြစ်ပါတယ်။ဆက်ပြီးတော့အလင်္ကာတွေကိုလေးလာကြည့်ကြရအောင်။ ဒီမှာဆိုရင်ဝင်ကားဗုဒ္ဓအလင်္ကာတွေကြီးပါပဲဝင်ကားဗုဒ္ဓအလင်္ကာဆိုတာကတော့ဓာတ်ရိုက်မရေးပဲတွဲဝိုက်ရေးဖွဲထားတဲ့အတွက်ကြောင့်ဝင်ကားဗုဒ္ဓအလင်္ကာလို့ခေါ်ဆိုခြင်းပဲဖြစ်ပါတယ်ရှေ့ရတင်ငယ်စာတွေကိုကြည်ညင်းနဲ့လေးလာသိရှိခဲ့ပြီးပြီဆိုရင်တော့ခုဖော်ပြပေးထားတဲ့မေကွန်တိုတွေကိုအလွယ်တကူဖြည့်ဆွနိုင်မှာပဲဖြစ်ပါတယ်ဒီမေကွန်တိုတွေကိုဖြည့်ဆွတဲ့အခါမှာတူတူနဲ့လိုရင်ဖြည့်ဆွနိုင်ပါတယ်အဲ့ဒီလိုဖြည့်ဆွတဲ့အခါမှာလည်းအဓိကဒတိထားရမှာကတော့စလုံးပေါင်းတပ်ပုံမှန်ကန်ဖို့ကအင်မတန်အရေးကြီးပါတယ်နောက်တစ်ခုကမေကွန်ရှေ့ မိကုံးရှိကိုဖြည့်ဆိုတဲ့အခါမှာကတော့မိကုံးမှာမေးထားတဲ့အတိုင်းလိုက်လျောညီထွေဖြည့်အောင် အောင်ခွင့်ကြဖြည့်အောင်အချက်လက်အကြောင်းအရာပြည့်ပြည့်စုံစုံနဲ့ဖြည့်ဆိုပေးရမှာဖြစ်ပါတယ်။လေ့ကျင့်ရမိကုံးများကိုဖြည့်ဆိုတဲ့အခါမှာဆိုရင်တော့ကျောင်းသားကျောင်းသူတွေကမိမိတို့ဒီသင်ခန်းစာကိုလေ့လာရာကနေရရှိလာတဲ့အသိဉာဏ်ဘုဒ္ဓတာတွေခံယူချက်တွေယူဆချက်တွေထင်မြင်ချက်တွေခန်းစားချက်တွေဒါတွေကိုအခြေခံပြီးတော့ရေးတာဖြည့်ဆိုပေးရမှာဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။